တာရတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ရမပင်ခရိုင်တတ်မဟာမုံဘူတာမဏိပြောထားတဲ့စကားကိုအရင်နားထောင်ကြည့်ရအောင်နော်။ဒီမာမိတ်တွေနဲ့တောင်ပေါ်မြေပြန့်အကုန်လုံးပူပန်းလိုက်တဲ့အားကြောင့်မလို့အာနာရှင်ကစောစောကတော့ ကျွန်တော်တို့ PDF ဆိုရင်စကားတောင်ထက်မပြောဘူးဆိုတဲ့အနေအထားအနေအခုကြတော့ဟို TV ပေါ် live ပေါ်ကစီရတို့ PDF တွေနဲ့စကားပြောအောင်ဆိုပြီးတော့ကိုကြောက်လန့်နေကြအော်ကားတဲ့အဆင့်ထိကိုဖြစ်လာတယ်ကျွန်တော်တို့တိုင်းရင်းသားညီကိုတွေရဲ့ညီညွတ်မှုအားကိုပြလိုက်တာပဲဗျာနောက်ဆုံးအဆင့်များသူတို့တွေဒီထိုးစစ်တွေမစင်နိုင်တော့ဘဲနဲ့ခံစစ်အစ်စ်ပြောင်းသွားတယ်ခံစစ်မှလည်းပဲကရုတ်ချင်းလေးထဲမှာပုံရတဲ့အစ်စ်တွေကိုရောက်သွားတာကတော့ဒါအလုံးသိပဲဗျာကရုတ်ချင်းမဟုတ်ဘဲနဲ့ဘန်ဂါကြီးတွေတပေးနှစ်ပေးလောက် ဒူးထူတဲ့ဘင်္ဂလားကြီးတွေခြောက်ပြီးတော့မှတခါတည်းပုံးနေရတဲ့အဆင့်ထိကိုရောက်သွားတယ်အဲ့ဒါကတကယ်အမှန်တရားတို့တွေအကုန်လုံးကဒါကြောက်ရတယ်ဆိုတဲ့အဆင့်ဖြစ်သွားတယ်ကျွန်တော်တို့သွားတရိရလဲဆိုတော့အာနာသိမ့်မိကသာကျွန်တော်တို့လူတို့တွေကတနိုင်ငံလုံးထွက်ပြီးတော့ဆန္ဒပြတဲ့အချိန်မှာစစ်တပ်ရောရဲရောကတေရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့စိတ်ခေါ်မှုတစ်ခုပေါ့ အဲ့တော့တည်ရဲတဲ့ကောင်ထွက်ခဲ့ဆိုတော့အဲ့ဒီကောင်ကျွန်တော်တို့ဒီမှာလက်နဲ့မရှိဘူးလေသူတို့ပဲရှိတာဆိုတော့ပြောမယ်ဆိုရင်ကျွန်တော်တို့လူတို့ကိုစော်ကားတဲ့ဇကားကတည်ရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့ဇကားကျွန်တော်တို့စော်ကားခံရတယ်ဒီနေ့ကျွန်တော်တို့ပြည်သူတွေကမလုပ်နိုင်လဲဆိုတော့ဟဲ့ကောင်နေ စစ်တပ်ကရေရောမင်းတို့တည်ရဲတဲ့ကောင်ထွက်ခဲ့ဆိုဒီကောင်တွေဒီကောင်မှမထွက်ရေတော့အကုန်လုံးကဘင်္ဂါလီထဲမှာပုံနေရတဲ့အဆင့်ကိုရောက်သွားပြီဘင်္ဂါထဲမှာတေမန်ကြောက်လွန်းလို့ပုံရတဲ့အဆင့်ကိုဖြစ်သွားပြီဆိုတော့တော်လန်ရင်းဟာဘလောက်ထိဒီတိုင်းရင်းသားညီကိုတွေနဲ့ပေါင်းလိုက်တဲ့အတွက်ဘလို့တစ်စစ်ချိုးပြောင်းပါတယ်လဲဆိုတာအလုံးသိသွားပြီပေါ့ကျွန်တော်တို့အခု PDF တွေကျွန်တော်တို့တိုင်းရင်းသားညီကိုတွေကျွန်တော်တို့ပြောနိုင်လာတဲ့စကားတခွန်းဟာသူတို့ပြောတဲ့စကားပါပဲတေရဲတဲ့ကောင်ထွက်ခဲ့အဲ့ကောင်တွေထွက်ရဲလာဆိုတာကိုကျွန်တော်တို့မေးလို့ရသွားပြီ ဒါကျွန်တော်တို့တိုင်းရင်းသားညီကိုတွေနဲ့ EIO တွေကျွန်တော်တို့အားလုံးပူးပေါင်းမှုဆွမ်းအားအာနာရှင်စနစ်ကကျွန်တော်တို့ရဲ့ဒီတော်လန်ရေးအင်အားစုကိုကြောက်ရတဲ့အဆင့်ကိုရောက်သွားပြီဆိုတာကတော့ဒါသက်သေပါပဲဗျ။အခုဒီဗီဒီယိုထဲမှာကျွန်တော်အားလုံးကြားရတဲ့အတိုင်းပဲကျွန်တော်တို့ဒီ27တော်လန်ရေးကိုလက်နဲ့မကင်ခင်မှာကျွန်တော်ပြည်သူဒီဘက်ကနေမှပါဇက်နဲ့စစ်အာဏာရှင်တွေကိုပြည်သူရဲ့အာဏာပြည်သူတွေကိုပြန်ပေးဖို့တောင်းဆိုတဲ့အခါမှာစစ်ခွေးတွေကနေမှ ကျတော့ကိုဘာပြောခဲ့တယ်လဲတတိရှိရင်ထွက်ခဲ့ပါဆိုတဲ့စကားကကျတော့ပြည်သူလူထုတွေကိုစော်ကားတယ်ဆိုတဲ့ဥစ္စာကိုဒီနေ့တော်လာရဲထဲမှာပါဝင်တဲ့သူတွေအားလုံးသိတယ်လို့တော်လာရဲတွေအားလုံးရဲ့နှလုံးသားထဲမှာတေးရပါတန်ရတခုအနေနဲ့သူတို့ကိုအမုန်းဆွဲတဲ့စကလုံးတစ်ခုဖြစ်တယ်ဒါအသေးလေးတစ်ချောင်းတောင်မပါတဲ့ပြည်သူလူထုတွေကိုနင်တို့တတိရှိရင်ထွက်ခဲ့လို့ စိန်ခေါ်တဲ့စကားဟာအင်မတမရိုင်းဆိုင်တဲ့စကလုံးဖြစ်တယ်။လက်နဲ့မပါတဲ့လူကိုလက်နဲ့ပါတဲ့လူကဟဲ့နင်းတတ်သိရှိထွက်ခဲ့ဆိုတဲ့စကလုံးကတော့အကောင်းကောင်းလေးစဉ်းစားကြည့်ရင်တော့ရည်ချင်စရာကောင်းတယ်။လာတာကလေးကိုအဖေဖြစ်တဲ့သူကနင့်ငါစိန်ခေါ်တယ်လာခဲ့ထိုးမလားလို့စိန်ခေါ်တယ်လို့ပဲလက်နဲ့မပါတဲ့ပြည်သူတွေကို အနိုင်ကျင့်တယ်ဆိုတဲ့သဘောဖြစ်တယ်နင့်တို့ကဘာမှတတ်နိုင်မှာမဟုတ်ဘူးနင့်တို့အထွတ်တင်တက်လို့ရှိရင်ငါတို့ပြစ်တတ်မယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်ကိုအနိုင်ကျင့်လာခဲ့တာဖြစ်တယ်ဒါပေမဲ့အခုဒီဘိုတာမနစ်ပြောတဲ့စကားထဲမှာအင်မတားမရိုးရှင်းပါတယ်ဒီဥစ္စာကိုမပြောခင်မှာသူကဗီဒီယိုလေးတပုတ်ကိုထပ်ပြမနားထောင်စေချင်တယ်ကဲတိုင်းလို့ဝါနာခန်းစားခြင်းဒီတယ်လို့ခါရတူလားဇန်ရဆာဇန်ရဆာတော်ကပ်ရာတော်ကပ် โอ้ละลําข้องสมก็กลับอสุปัญญาบ่ได้บ่ตีบ่ล่ะ as white มา white มาจริงๆก็ไปมาดูဒီဗီဒီယိုဖိုင်လေးဟာတိတ်ချစ်စရာကောင်းတဲ့ဗီဒီယိုဖိုင်ဖြစ်တဲ့အရန်သဘောကျတယ်။ကချင်စကားနဲ့ပြင်ပမာတစ်လုံးနှလုံးတော့ကျမတို့ကြားရမှာပါ။ဒါကတော့အညာ PDF တွေကကချင်စကားပြောနေပြီ။ကျတို့ဒီဥစ္စာကပုံမော်တိုက်ပွဲမှာအမြင်ရတဲ့တော်လာရေးရေးပေါ်နှူးဟာ စစ်ခွေးတွေရဲ့လေရင်ကိုပြစ်ဖို့ရန်အတွက်စောင့်နေတာခဏတုန်းကဘိုးတမဏိပြောထားတဲ့တောင်သားနဲ့မြေပြန့်တွေရဲ့အတူတကွလှုပ်ဆောင်တဲ့အတွေ့အကြုံအောင်မြင်တဲ့အရာ PDF ကလေးရဲ့နာမည်ကတိန်သေးတိန်သေးလို့ပြောလိုက်တဲ့အခါမှာအထက်ကလူကြီးကဒီ walkie talkie ကနေမှအော်လိုက်တဲ့အခါသူ့ဘာပြောလဲ God that do တဲ့ကချင်စကားတောင်ပြောတတ်နေပြီကချင်နေနဲ့ရောနောတွေတွားတဲ့အခါမှာဒါအညာ PDF ကချင်ပြည်နယ်က ဗမာတွေကချင်စကားပြောတာအံ့ဩစရာမရှိပဲမဲ့အညာကဗမာ PDF လေးတွေကကချင်စကားတွေပြောနေပြီဂတ်တတုဂတ်တတုဖြစ်သွားပြီတကယ်ဆိုရင်တော့ကျွန်တော်ကချင်စကားကောင်းအောင်ပြောမယ်ဆိုတော့ကပ်တတု GAP ကပ် လို့ခေါ်တာဒါပေမဲ့သူကကတတုကတတုတဲ့ပြောချင်တာဒီအညာကဗမာ PDF တွေဖြစ်တယ်ပြောမယ်ဆိုလို့ရှင်ကချင်းပြည်နယ်မှာဘလောက်ကြာပြီလဲဆိုတာတော့ဒီဥစ္စာကိုကြည့်ချင်အပြင်တည်နိုင်တယ်ဆိုတော့ခဏတုန်းကဘိုးတမဏိပြောသွားတာဒါပဲကျတော့တောင်ပေါ်နဲ့မြေပြတ်နေပေါင်းလိုက်တဲ့အတွက်ကြောင့်ဒီနေ့စစ်ခွေးတွေ အရင်တော့က PDF ဆိုတော့ကိုနော်ဘာမှဂယုမဆိုင်ပေမဲ့အခုလေလိုက်ပေါ်ကနေမှခေါ်ရလောက်တဲ့အချိန်အထိဖြစ်လာတယ်တတိရှိရင်ထွက်ခဲ့ပါဆိုပြီးမှအရင်တော့ကပြည်သူလူထုတွေကိုစိန်ခေါ်တဲ့သူတွေကကျတော့ တောင်တန်းမြေပြန့်အားလုံးတိုင်းရင်းသားတွေပေါင်းစည်းပြီးမှစစ်ခွေးတော်လာနေတဲ့အချိန်ဖြစ်နေတဲ့အတွက်ကြောင့်သူတို့ကနေမှအရင်တော့ကျွန်တော်ကဂဒုတ်ထဲမှာနေရတဲ့အချိန်တွေအများကြီးရှိခဲ့တယ်လို့ဒီနေ့သူတို့ကတော့ဂဒုတ်ထဲမှာပြန်နေရတယ်ဗုဒ္ဓဘာသာယူနေဆိုလို့ရှိရင်တော့ဝတ်လေတယ်ပေါ့နော်ကျွန်တော်ခရီးယာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့လူဆိုတာကိုစိုက်တဲ့အတိုင်းကိုစားရတယ်သူတစ်ပါးကိုမပါလို့တယ်လေကိုပြန်ခံရတယ် ဆိုတော့အခုသူတို့ကအရင်တော့ကျမတို့ကိုတတ်သိရှိရင်ထွက်ခဲ့ဆိုတဲ့စကားကအခုသူတို့ကိုကျမတို့တော်လာရေးတယ်မှာပြန်ပြောနေရတယ်။ဒါကြောင့်မို့ဒီနေ့ကျမတို့တောင်တန်းနဲ့မြေပြန်လက်တွဲလိုက်တဲ့အခါမှာဒီစစ်ခွေးတွေလုံးဝမခံနိုင်တော့ဘူး။နော်ဒီဥစ္စာနဲ့သက်သက်ထဲဘာပြောချင်လဲဆိုတော့ဒီနေ့စင်ကိုမှာဘုံကျဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျတို့အားလုံးသိတဲ့အတိုင်းပဲဒီလိုမျိုးနေနေပြောလို့ရတယ်ပေါ့နော်ညနေပိုင်း3နာရီခွဲဆိုတော့ လူရီစုဝေးနေတဲ့အချိန်မှာ ပုံလာကျဲတယ်လေးလကလေးအရွယ်ကနေမှကလေး6ဦးအားလုံးစုစုပေါင်း26ဦးတည်သွားမှာ38ဦးပြင်းထန်တဲ့တန်ရာရရှိခဲ့တယ်ဒါတွေကတရေဘိုးကြောင့်တဲ့အလုပ်ဖြစ်တယ်အခုမြန်မာနိုင်ငံမှာနေရအနှံ့ပြားမှာတော်လရဲတွေကိုသူတို့မတိုက်နိုင်ခဲ့တဲ့အခါမှာတော်လရဲတွေစုမိုးတွေဆိုတဲ့နေရာတွေထဲမှာသူတို့ဘုံလာကျဲတာဟာနည်းနည်းညံ့ညံ့ဖြစ်တဲ့ဆေးရအောင်ဆိုလို့ရှိရင်လည်းကျတော့ မြန်မာစကလုံးနဲ့ကုံလောက်အောင်ဆဲရင်လည်းတို့နားလည်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ခွေးဖြစ်တယ်။တို့ခွေးတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွားတို့လူတွေဘလောက်ပဲဆဲဆဲတို့အတွက်ကဘာမှအကျိုးထိရောက်မှာမဟုတ်ဘူး။ဆဲဖို့ရန်တော့လည်းမြန်မာစကလုံးထဲမှာတော့ကုံလောက်အောင်ဆဲခဲ့ပြီ။ဒါပေမဲ့တို့ကတော့ခွေးဖြစ်တဲ့နီးတူပဲ။နော်ခွေးဆက်လမ်းပဲခင်းကြတယ်။ဒီနေ့ကျွားတို့ငုံမယ်ဆိုလို့ရှိရင်လည်း မြင့်ရဲတော့ရှိတော့မှာမဟုတ်ဘူးဒါကြောင့်ဒီနေ့စင်ကူးမှာဒီလိုမျိုးဖြစ်ပြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ NUG ဘက်ကနေလဲကဘာကနေတိပြီးအေးအေးယူလို့ရတဲ့အချိန်အထိပုံကျဲမှုကိစ္စနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းပြီးလို့ရှင်လဲအခုဒီမန်းတလေအာနာရှင်စန့်ကျင်ရဲ့ပြီးသူအင်အားများချိတ်ဆက်တဲ့ ကော်မတီမန္တလေးကနေမှလည်းဒီဥစ္စာကိုအရေးတကြီးနဲ့အရေးယူနိုင်ဖို့ရအတွက်စ조사သွားမယ်ဆိုတဲ့ဥစ္စာလည်းထုတ်ပြန်ထားတာတွေ့ရတယ်။ကျတော့တော်လန်ရေးကိုမနိုင်တဲ့အခါမှာကျတော့နင့်တို့တော်လန်ရေးတွေရှိတဲ့နေရာမှာငါတို့ဘုံကျင်းမယ်ဆိုတဲ့ပုံစံနဲ့ဆိုတော့အခုဒီလိုမျိုးကျတော့ပြည်သူလူထုတွေကိုတတ်ဖြတ်တာဟာဒီတစ်ခါတည်းမဟုတ်တော့ဘူး။တမျိုးကြီးတမျိုး ဘုံကျဲတာရည်တမကဘူးအခုကတော့အစုလိုက်အပြုံလိုက်ဘုံကျဲတိုက်ခိုက်တဲ့ဥစ္စာတွေဟာအင်မတမများလွနေပြီနော်ဒါကြောင့်မို့အခု NUG တွေရောအာနာရှင်စန့်ကျင်ရဲ့ပြည်သူ့အင်အားများဒီအချိတ်ဆက်ကောမဒီမန်လေးကနေလည်းပဲအရေးတယူနဲ့လှုပ်ဆောင်သွားမယ်ဆိုတာတွေ့ရတဲ့အတွက်ကြောင့်လဲဝမ်းသာတယ်လို့ကြွဘက်ကနေတော့ဘိုးတသိန်းလောက်ထိထည့်ပြီးမှကြွထောက်ခံတယ်ခဏတော့ကဘိုးတမနစ်ပြောသွားတယ်လို့ပဲ ကျတော့လက်နဲ့မရှိတဲ့ပြည်သူလူထုတွေကိုတတိရှင်ထွက်ခဲ့ဆိုတဲ့စိန်ခေါ်တဲ့ခွေးတွေကစိန်ခေါ်တင်လားမခေါ်တင်ဘူးလားဘယ်မှာဘုံကျဲတင်တယ်လဲမကျဲတင်ဘူးလဲသူတို့မစင်စားဘူးဒီနေ့သူတို့ဘက်ကနေတာသဘောသားကောင်းတယ်နော်ပြည်သူလူထုတွေကိုထိခိုက်တာမလို့ချင်ဘူးတော်လိုင်းရဲတွေကိုပဲချိန်မုန်းတယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့သတင်းထဲမှာလည်းကျွန်တော်ကြိမ်ကြိမ်ပြောခဲ့တယ်လို့ပဲဒီပြည်သူတွေနေဖို့ရန်အတွက်တနေရာကိုသူတို့ခေါ်ထားလိုက်သူတို့တတ်သိရှိတယ်ဆိုလို့ရှိရင်ကျတော့တော်လိုင်းရဲတွေတိုက်တယ်လို့ပဲတိုက်လိုက် ဒီတော်လိုင်းရဲတီတောင်းကမြေပြင်ပေါ်ကနေမှချတဲ့ဥစ္စာကို standard army ဆိုတဲ့ဒီ90ကျော်တီထောင်ထားတဲ့စစ်ခွေးတွေကမချနိုင်တာလားเนาะအခုမချနိုင်လို့မချတာလားဒါမှမဟုတ်ပြည်သူတွေကိုတမင်တက်တက်တတ်နေတာလားဆိုတာတော့သူတို့ကိုသူတို့စဉ်းစားဖို့လိုတယ်ပြီးလို့ရှိရင်အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘောမတွေကြေးကြေးလောင်းလောင်းပြောတာမတွေ့ဘူးဒါမဲ့အခုဒီစင်ကိုနဲ့ပတ်သက်ပြီးတော့ ဘောမကြုံမျိုးမျိုးကဘာပြောလဲဆိုတော့ဒါမျိုးဆက်ပြစ်မှမဖြစ်ဖို့ရန်အတွက် PDF တွေကတော့စစ်ခွေးတွေကိုလက်နက်ချပြီးမှ ceasefire ယူဖို့ကောင်းတယ်လို့ပြောတယ်။ဒီလိုမျိုးမဟုတ်ဘူးဆိုလို့ရှင်လက်ဆက်ပြစ်မှမတည်တင့်တဲ့လူတွေတည်သွားမယ်လို့ပြောတယ်။ဆိုတော့ဒီနေ့ကျမတို့ကနေမှအသက်တွေအများကြီးပေးခဲ့ဒီမျိုးရွာတွေအများကြီးဖြစ်စီခံခဲ့ပြီ။နော်ကျမတို့ပြည်သူတွေပါဇက်နဲ့ပဲပြောခဲ့တုံးကတောင်မှနင့်တို့ငိုတို့ကိုတတ်သိရှင်ထွက်ခဲ့ပါလို့ဒီလိုမျိုးဟိုဇော်ကားပြီးမှရိုင်းရိုင်းဆိုင်ဆိုင်နဲ့ကျမတို့ကို စိန်ခေါ်ခဲ့တဲ့နင်းတို့ခွေးတွေကိုငိုတို့ကလက်နဲ့အပ်တယ်ဆိုရင်ငိုတို့ဟာလူမိုက်တွေမဟုတ်ဘူးငိုတို့ဟာအုံတော့မရှိတဲ့သူမဟုတ်ဘူးဒီနေ့ကျွဲတို့စစ်ခွေးတွေကိုပပျောက်အောင်နော်စစ်အာနာရှင်ကိုချုပ်နှိမ်အောင် လုပ်တယ်လို့ပြောတဲ့အချိန်မှာနင်းတို့လက်နဲ့ချတာတွေကျွဲတို့လက်ခံတာမဟုတ်ဘူးအမြင့်တက်အောင်ဆိုတာဟာနင်းတို့ရဲ့ဗီဇတွေပါနေပြီးဖြစ်တဲ့အတွက်ကြောင့်နင်းတို့ generation ဟာကျွဲတို့မြန်မာနိုင်ငံရဲ့မြေပေါ်မှာမနေတဲ့ ခွေးတွေဖြစ်တဲ့ဒါကြောင့်နင့်တို့ကိုအမြစ်ဖြတ်တဲ့အခါမှာနင့်တို့သေသွားတဲ့အချိန်ထိချမှာဖြစ်တဲ့အရင်တော့ကကျတို့ခဏခဏစစ်အာဏာရှင်မလိုချင်ဘူးဆိုပြီးမှចောင်းသားတွေကနေလဲတော်လန်ခဲ့တယ်ပြည်သူတွေလဲကုတ်ခဲ့တယ်ဖုံးကြီးတွေဘက်ကနေမှလဲရွှေဝါရောင်တော်လန်ရဲတွေလုတ်ခဲ့တယ်ဒါပေမဲ့နင့်တို့ရဲ့နှိပ်စက်ခြင်းနင့်တို့ရဲ့ပြစ်ခတ်မှုတွေကိုကျတို့ကလည်းဆက်ပြေးမှ မခံချင်တော့လို့ပြစ်မရှိတဲ့ပြည်သူတွေထပ်မတည်အောင်ဆိုပြီးမှအကြိမ်ကြိမ်နင့်တို့ကိုငရုအရှုံးပေးခဲ့တယ်ဒါပေမဲ့ဒီ27ဒေါ်လာရဲဟာနင့်တို့ကိုအရှုံး ေးဖို့မဟုတ်ဘူးဒီနေ့ငါတို့အညာ PDF တွေကိုလက်နဲ့ချပြီးမှ6 fire you ပါလို့နင့်ရဲ့ပါဇက်ကမှထွက်တဲ့နင့်ပါဇက်ကလည်းပဲဒီနေ့ငါတို့တလန်တွေကို နင်းတို့လိုမျိုးတရေဘိုးကြောင်ကြောင်ပြေးမှဘုံကြီးကျဲမနေဘူးဒလန်ပဲမှာရှိတယ်လဲအိမ်သေးကြီးဝင်ပြေးမှာပြက်ခတ်တာနင်းတို့မြင်တယ်နော်အခုမကြခင်မှာလဲပဲစစ်ခွေးတွေရဲ့ဘောမတွေအိမ်ငယ်ထီကိုလာပြေးမှာငါတို့ကနင်းတို့ကိုဆုံးမမှာဖြစ်တယ်ဒါကြောင့်အခုနင်းတို့ဘက်ကနေမှတိတ်ဟုတ်တလို့လို့နင်းတို့လက်နဲ့ချပြေးမှာ6 fire ယူပါလို့ပြောတယ်နင်းတို့ရဲ့ရှာပါစက်တွေဒီနေ့ကျွန်တော်ပဲလက်နဲ့ချသလားနင်းတို့လက်နဲ့ချသလားဆိုတော့နင်းတို့သိရမှာဖြစ်တယ်နော်ခဏတော့ဘိုးတာမနစ်ပြောတော့ ဒီနေ့နင်းတို့အလဲရောက်လာပြီဆိုတော့ကျတော့နောက်တဲ့င်းတပုတ်အနေနဲ့ကတော့မနေ့ကကျမတင်ပေးခဲ့တဲ့မင်းကိုမှဝိယသူဖွင့်ထားတဲ့ grade 12ကျောင်းသားတွေကတော့အခုစကိုင်းမှာစံပွဲတော့ဖြေရမှာဖြစ်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝိယသူဗာပြောထားတဲ့ကျမတို့ဗီဒီယိုတော်တော်လေးနားထောင်ကြည့်အောင်နော်အဲဒီဘက်ကဆိုရင်တော့ grade 12ကလေးတွေစောင်းဝဲဖြေကြတော့မှာအဲကျုပ်ရဲ့မင်းကိုပထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းကစကိုင်းကိုတော့ဖြေရပါလေ ဟိုသတိုင်းကအခုတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့်ကုန်းလမ်းနဲ့သွားလို့မရတော့ဘူးမင်းကောကနေမန္တလေးကိုခုမြင်နေတာပဲဘော်တော်ကြီးနဲ့လာခဲ့တာကြီးမန္တလေးကိုခုမှပြမန္တလေးကနေပြီးတော့တားနဲ့သတိုင်းကိုခုမှပြဒါကလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေပဲဗျအဲ့ဒါကိုကာကြုတ်ကြီးတီးဖို့ပြောနေတာပါပဲမင်းကောကနေသတိုင်းကိုသွားဖို့အတွက်မန္တလေးကိုဖြတ်ပြီးမှသတိုင်းကနေပတ်သွားနေရတယ်အဲသတိုင်းတော့ကာကြုတ်ကြီး ဒီတို့ရဲ့အခြေအနေကိုကြည့်အောင်တင်ပြတာပါနော်ဆိုတော့အခုဒီ we have to ပြောထားတဲ့အဲမှာတပတ်ခါဆိုတော့တနင်္လာနေ့မှာဘောမရဲ့အကြောင်းမှာတက်နေတဲ့ကလေးတွေကတော့စံပွဲဂိုင်းမှာတော့ဖြစ်မယ်စကိုင်းမှာစံပွဲဖြစ်မယ်ကိစ္စကမန်လေးကိုရေချောင်းလမ်းနဲ့သွားမယ်ရေချောင်းလမ်းကနေမန်လေးရောက်မယ်မန်လေးကနေမှကားနဲ့စကိုင်းသွားမယ်လို့ပြောတယ်ပြီးသူဒီရဲ့ဒုက္ခတွေကိုတိဖို့ရန်အတွက်တကားကိုပြောပြတယ်တကားမင်းအွန်လိုင်းမှာအားဘူးဆိုတော့ तू မသိဘူး မနေ့ကပြောသလိုပဲဒေါ်လာရေးကိုတွန်းပို့ခဲ့တာနင်းတို့ဖြစ်တယ်။ဒီနေ့ကျမတို့မြန်မာနိုင်ငံမငြိမ်မသက်အောင်လှုပ်ဆောင်ခဲ့တာလည်းနင်းတို့ဖြစ်တယ်။ဒီနေ့နင်းတို့ဝိယသူတို့ဒီပောက်ကဒုံတို့ဝါတဝတို့ဆိုတာဟာစစ်ခွေးတွေကိုအခွင့်အကောင်းယူပြီးမှမြန်မာနိုင်ငံမှာခြေလှနေတဲ့မိစ္ဆာတွေဖြစ်တယ်နော်။ကျမတို့ဒေါ်လာရေးတွေကိုတတ်ဖြတ်ချင်နေတဲ့ဝိယသူဖွင့်ထားတဲ့အကြောင်းကအကြောင်းသားတွေဟာ နိုင်ငံရေးဆိုပြီးမှဘာရာရက်နဲ့နဲ့မတင်ပေမဲ့လည်းပဲဒီနဲ့ဒီ PDF တွေကဘလို့လုတ်တယ်ဒီ PDF တွေကငရုမြန်မာနိုင်ငံကိုဘလို့ဖျက်ဆီးတယ်ဆိုတဲ့စကားတော့ပြောမှာပဲဒါကြောင့်ဝိယတူနဲ့ဆိုင်တဲ့သူတွေဟာဝိယတူရဲ့အကျင့်စာရိတ္တနဲ့တခုပဲနော်ဒါကြောင့်ဒီနဲ့ကျွားတို့စစ်ခွေးကိုပပျောက်အောင်တိုက်ခိုက်နေတဲ့အချိန်မှာစစ်ခွေးတွေရဲ့ဘောမတွေလည်းပါတယ်အခုဗီဒီယိုတော်တော်လေးကြည့်ရအောင်နော်လူးစဲလား ဒါက technology ဟမ်ဒီစက်ဘူးဒီရဲ့နိုင်ငံတော်စီတင်းမိဘွက်တွေပါရခုတော့ခင်ဗျာငဘွားဆိုင်မိဘွက်တွေပါရပေးနေတယ်နော်မြူးစစ်တွေဟိုတော့မှမိဘွက်တွေပါရပေးနေတယ်ဆိုတော့ technology ဆိုလဲပေးမှာပဲနော်ကျမတို့တော်လိုက်ရေးတွေက သူ့ကိုဖုံးကြည့်လို့လက်ခံထားတာတော့မဟုတ်ဘူးဒါပေမဲ့သူ့ကိုသူကတော့ဥစဉ်ဖြစ်တယ်လို့ပြောတယ်ဆေးရုံမှာဒုက္ခိတဖြစ်နေတဲ့သူ့ရဲ့ခွေးပြဝက်ပြဲတွေကိုပေးဆန်တော့ကူတာအခုသူ့ရဲ့နောက်မှာလိုက်ပါလာတဲ့ဒီလိန်ပန်းကင်ပေးနေတဲ့သူဟာတုံးပွင့်ဘူးဖြစ်တယ်ဆိုတော့တုံးပွင့်ဘူးကိုလိန်ပန်းကင်ခိုင်းပြီးမှသူကပတ်ဆက်လိုက်ဝေနေတယ်ဆိုတာကသူကတုံးပွင့်ဘူးရဲ့အထက်ထဲမှာရှိနေလို့မဟုတ်ဘူးလားဖုံးကြီးကဖုံးကြီးအလုံးမလုံးပဲနဲ့ သုံးပွင့်ဘူးရဲ့အထက်ထဲမှာရှိတယ်ဆိုတဲ့ဥစ္စာကိုပြချင်လို့နင်းတို့ကဒီလိုလုပ်နေတာလားဆက်နှစ်တန်းចောင်းသားတွေကိုတော့တနာပါတယ်ဒါပေမဲ့ဒီနေ့ကျမတို့တော်လာရဲတွေကိုအမြဲတမ်းရန်ရှာပြမှာကျတို့အတွက်စုခလုတ်ကြီးဖြစ်နေတဲ့ဝိရသူကိုကျတို့တော်လာရဲတွေမလုပ်ရမလဲဆိုတာတော့ကျတို့ပြောဆံမလို့ဘူးเนาะဝိရသူဟာတနေ့လာနေ့မှာ စကိုင်းမဆောင်မပွိဖြစ်မဲ့ចောင်းသားတွေနဲ့အတူမင်းကုန်းကနေမှမန္တလေးအထိရေလန်းနဲ့သွားမယ် နော်တော်လာရဲ့တတိထကြပါပြီးရင်နောက်တစ်ခုကတော့အရခတ်တတော်ဒီကဒီနေ့ခိုင်းပြီးနေတာမကဘူးအေယာဝတီတနင်းသားတွေဘက်ကိုကျွန်တော်ဝင်ရောက်နေတယ်ဆိုတော့အခုညောင်ကျိုးစခန်းတွေကိုလည်းတို့တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တဲ့အချိန်မှာ2023ဂျွန်26ခုနှစ်တုန်းကပူချုပ်ထွမြတ်နိုင်ဟာတပ်သွေးမင်းကွန်းတို့ခုထဲမှာသူပြောသွားတာဟာ2024ဂျွန်လကနေမှ2025ဂျွန်လအာတနည်းအတွင်းထဲမှာ သူတို့မျောလင့်ထားတဲ့အမြင့်ဆုံးကိုမရောက်ရှိနိုင်ခဲ့ရင်တောင်မှဒီစစ်ရဲအနေနဲ့80ရာခိုင်နှုန်းထက်သူတို့လုံဆောင်နိုင်ဖို့ရန်အတွက်ရည်ရွယ်ထားတယ်လို့စစ်တပ်မင်းကွန်းထဲမှာသူပြောသွားခဲ့တာဖြစ်တယ်ဒါပေမဲ့စစ်ရဲနဲ့ပတ်သက်ပြီးတော့တုံ့တက်တဲ့သူတွေကပြောလေဆိုတော့အခုသူက80ရာခိုင်နှုန်းလောက်ပဲမှန်းထားပေမဲ့အခုကဒီဂျွန်လမရောက်ခင်မှာရင်မှန်းထားတာတဲ့ ကြိုတွနေလို့လည်းသိရတယ်ပြီးလို့ရှိရင်လည်းသူတို့ရဲ့ရခိုင်ပြည်တခုအတွက်ပဲစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့အခုအရခတ်တတော်တွေဘက်ကနေမှ85ရခိုင်တို့အောင်မြင်နေကြောင်းသိရတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘူချုပ်ထွန်းမြတ်နိုင်ဟာ2023ဂျွန်လ26ရက်နေ့တုန်းကတတ်သွေးမှာဘလို့မိန့်ခွန်းပြောခဲ့တယ်လေကျမတို့နားထောင်ကြည့်ရအောင်နော်2020လေးခေါလာပိုင်းကနေ2020ကခေါလာပိုင်းငါတော့အေးနှစ်နိုင် မော်တီရဲ့လုံဝကိုစားဖို့ဒီနိုင်မှာငရောစောငရောအလုံးမျော်မင်းထားရဲ့အမရောဆုံးအဆောင်မှာတော့သိကြတောင်းကနေပြီးကြဆိုင်ရငရောမျော်မင်းရှာစောနေပြီးကြဆိုင်စီရာခိုင်နူအထအဲအဆောင်ပြီးကြတရာမတရာကိုကိုသမလိုက်ဖို့ပါနဲ့တာကားတော့တိတ်ပြီးမှလေးစားဆရာဂုံယူဆရာ ကောင်းတဲ့မင်းကွန်းတာမကဘူးသူတို့ရဲ့လက်တွေ့လှုပ်ဆောင်ချက်ဟာတို့ရဲ့စခွေးပပျောက်ရဲ့ အဲလှုပ်ဆောင်နေတဲ့တော်လာရဲထဲမှာတော့တကယ်ပဲအမခန်းတဲ့လက်နက်ကင်တပ်ဖွဲ့တခုဖြစ်ပါတယ်ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်နေနေတော့ချင်းသတင်းကိုသွားမယ်နော်ချင်းပြည်နယ်မတူပြည်မှာအခြေချထားတဲ့300နဲ့လေးတတ်ရင်140တတ်ရင်နဲ့ဘယူဟာကုန်းဒီကို2024ဂျွန်လ29ရက်နေ့မှာချင်းညင်တော်တပ်ဖွဲ့ရဲ့အာခတ်တတော် AAD ရဲ့ပြည်လို့ရှင်ပူပေါင်းတော်လာရဲတွေဘက်ကနေမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်အဲ့အခြေ တုံးကစစ်ခွေးတွေအတော်များများထွက်ပြေးသွားတယ်စစ်ခွေးတွေအဲ့လိုမျိုးထွက်ပြေးသွားတဲ့အခါမှာအခုတော့သဲမှာအလောင်း20ကျော်တွေ့ရတယ်လို့သိရတယ်ဆိုတော့အခုကျမနဘေးမှာမြင်ရတယ်နော်တုံးပွီဆိုတော့ဘူကြီးအပါဝင်အခုသူ့ရဲ့အောက်သဲမှာလည်း140 challenge တက်ရင်ကထွန်းထွန်းတို့ညောင်ရဲ့စာကတော့အတိအကျသိတယ်ဒါကြောင့်ဒီအလောင်း20ဟာမတူပီကနဲ့မှထွက်ပြေးသွားတဲ့စစ်ခွေးဖြစ်ကြောင်း အတိကျသိရတယ်ဒီနေ့စခွေးတွေကနေမြေလဲမပိုင်ဘူးသူတို့ကတော့ထွက်ပြေးသွားတယ်ဘယ်ဘက်ကိုသွားရမှလဲမသိတဲ့အတွက်ကြောင်းထွက်ပြေးသွားတယ်ဆိုလို့ရှိရင်လည်းတစ်ခါပြန်လည်ပြေးမှလက်အလင်းဝင်ရမှဖြစ်တယ်ဒါမဲ့သူတို့အလင်းမဝင်ဘူးစခွေးတွေရဲ့ဝါဒမိုင်းတွေထိပြီးမှသူတို့ကအလင်းမဝင်တဲ့အတွက်ကြောင်းအခုဒီလိုမျိုးတောကြောင်ထဲမှာအစာငတ်လို့လည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင်ယောဂါတွေဖြာနာခြင်းကြောင့်လည်းဖြစ်နိုင်တယ်အเจ้าမျိုးမျိုးကြောင့်ဖြစ်နိုင်တယ် တို့ကတော့အလောင်း20ကျော်သွေးရတယ်လို့ပြောတယ်ဆိုတော့အခု မတူပြီကနဲ့ပြန်မလာတဲ့เนาะနင်းတို့လင်းနေရှိခဲ့တယ်ဆိုလို့ရှိရင်တော့နင်းတို့လင်းနေကတည်သွားပြီဆိုတာမှတ်လိုက်ပါလို့ပြောချင်တယ်เนาะ နောက်တရင်တပုတ်အနေနဲ့ကတော့ညောင်ကျိုးစခန်းဆိုတာဟာမတ်လ23ရက်နေ့ကစပြီးမြန်မာမျိုးပြင်ပေါ်မှာမရှိတာမကဘူးကပားပေါ်မှာကောမရှိတော့တာဆိုတော့အခုကျမနဘေးနမ်းမှာကြွတင်ပေးလိုက်တယ်ဒီအောင်စစ်တီကတော့သူလည်းဒီညောင်ကျိုးမှာရှိတဲ့စစ်ခွေးတွေနဲ့အတူတူသူတိုက်ပွဲဝင်ခဲ့တယ်အခုသူကတော့တန်ရရပြီးရွှေတောင်းကဒင်းတရဆဲယုံမှာကုသခံနေတယ်လို့ပြောတယ်ဆိုတော့ဒါကတော့သူ့ရဲ့ Facebook profile ပုံဖြစ်တယ်သူရေးထားတဲ့အဲမှာ အခုဒီညောင်ကျိုးစခန်းကိုလာတိုက်တဲ့အထဲမှာဒီစကိုင်းဒီအညာရမှာချတဲ့ PDF တွေလို့မဟုတ်ဘူးအခုဒီညောင်ကျိုးစခန်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ PDF ဒီဟာတို့လိုလိုပဲတော်ကြတယ်ပေါ့နော်စစ်ခွေးတို့လိုမဟုတ်ဘူးကျွန်တော်ကနင်းတို့နဲ့တကူမတူတာကျွန်တော် PDF တွေကတော်ကိုတော်တာနင်းတို့လိုတာဖြစ်တယ်ဆိုလို့ရှင်တော့နေ့တိုင်းရှုံးမှာပေါ့နင်းတို့နဲ့လမလာရှင်နေသေးတယ်ရှက်စရာသူပြောတာတော့တို့လိုပဲတော်သေးပေါ့နော်နင်းတို့တော်တယ်ဆိုလို့ရှင်ဘာကြောင့်ကျွန်တော်ကိုရှုံးတာလဲမတော်လို့ပဲခွေးတွေဝက်တယ် ခွေပြဝပြပြနေရတာကို PDF တွေကသူတို့လိုတော်တယ်တဲ့နော်ဆိုတော့အခုသူကတော့တကယ်ကိုကြာသွားတယ်ဆိုတဲ့ဥစ္စာကိုသူကအတိပြုထားတာဖြစ်တယ်ဘုံမတွေလိန်ချင်တဲ့လောက်ထတ်လိန်နင်တို့လိန်တာကတော့ရည်ချင်စရာကောင်းပါတယ်နော်အခုကြွတော့နောက်တရင်တပုတ်နေနေကတော့မတ်လ23ရက်နေ့မှာဒီမွန်ဘျူဆိုခွေတွေရဲ့ဘူမူးချုပ်အဆင့်ရှိတဲ့နိုင်အန်ချန်ဟာ ကော့သိန်းကနေမှကော့တုံရွာကိုပြန်လာတဲ့လမ်းခရီးတစ်ဝက်ဖျားကြီးစည်းဖြူကုန်းကျေးရွာမှာအမီမတိလက်နက်ကင်တပ်ဖွဲ့ကနေမှ သူ့ကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုတာသိရတယ်။ဆိုတော့သူကကော့တုံရွာတွေမှာဘျူစော့ခွေးတွေကတော့အမြဲတမ်းသူ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ မအားလာနဲ့တပုံစံပဲလက်နဲ့အားကိုပြီးတော့ပြည်သူတွေရဲ့မြေယာတွေကိုတင်းတယ်ပြီးလို့ရှိရင်မိုးရစ်ဆဲဝါတွေကိုလည်းဖြန့်ဖြူးရောင်းချတယ်ဆိုတာသိရတယ်။ဒါကြောင့်ဒီလိုမျိုးကြောင့်သူ့ကိုအခုအမြင်မတိလက်နဲ့ကိုင်းတဲ့ဖွဲ့ကနေမှသူ့ကိုပြစ်ခတ်ခဲ့တယ်မကဘူး။ဒီကော့တုံရွာမှာရှိတဲ့သူ့ရဲ့စခန်းထဲမှာလည်းပဲဒီအမြင်မတိတဲ့လက်နဲ့ကိုင်းတပ်ဖွဲ့ကနေမှဝေရောက်ပြခတ်ခဲ့တယ်ဆိုတာလည်းသိရတယ်။အဲ့တချိန်ထဲမှာပဲဘူတော့ဆိုတဲ့စစ်ကြောမှုကလည်း ကော့တုံလောင်းကစားယုံအဟောင်းနာမှာပြစ်တက်ခဲ့တာခေါင်းတောင်ကျေမွသွားတယ်ဆိုတာသိရတယ်ဆိုတော့တရက်သေးမှာပဲသူတို့ညောက်ကိုဒီအမြင်မတိလက်နဲ့ကင်တပ်ဖွဲ့ကနေမှပြစ်ခတ်ရှင်းနေခြင်းကိုခံရတယ်ဒါကတော့ဒီဒီနဲ့မွန်ပြည်နယ်မှာဆိုလို့ရှိရင် ကိုယ့်ရဲ့ဘွန်တော်လာရဲတွေနဲ့မပူပေါင်းမဲနဲ့စစ်ခွေးတွေနဲ့ပူပေါင်းပြီးမှလက်နဲ့တစ်ခုကိုကင်ရပြီးမှပြီးသူဒီကိုဒီတနတ်ပြောင်းနဲ့နှိမ့်ဆက်နေခဲ့တဲ့နင်းတို့ခွေးတွေနော်သတိထားကြပါလို့ပဲဒီတိုင်းပဲပြောချင်တယ်နော်ပြီးသူတွေအားလုံးကြားမှာပျော်ရွှင်ကြပါစေ